တတန်းကုန်နေပြီဖြစ်တဲ့ကမ္ဘောဒီးယားလုံသားက6000လောက်ရှိတယ်လို့ဝန်ကြီးကဒီနေ့ပဲထုတ်ပြောပါရယ်။နှစ်နိုင်ငံပြည်ထနာပြန်တင်းမှလာပြီးတော့ကမ္ဘောဒီးယားတွေကိုတတန်းဆက်တိုးဖို့ပါဆိုင်းငံ့လိုက်တာပါ။ဒီဖြစ်ရက်ကထိုင်းရောက်မြန်မာလုံသားတွေနဲ့တိုက်ရိုက်တက်ဆိုင်လာပါရယ်။လုံသားပြက်လက်မှုကိုဖြည့်ရှင်းဖို့မြန်မာလာအိုဗီယက်နမ်ဒီလုံသားတွေကိုတတန်းတိုးပေးတာတွေအမြန်လုပ်ဖို့ထိုင်းဆိုရအစီအစဉ်နေတာဖြစ်ပါရယ်။ ထိုင်းစိုးရဘာတွေလှုပ်ဖို့ပြင်ဆင်နေလဲလုံသမားဝန်ကြီးကဒီကိစ္စကိုအမြန်ဆုံးဖြေရှင်းဖို့စူးစမ်းနေပါတယ်သူ့ရဲ့အဓိကအာရုံစိုက်မှုကတော့လုံသားအစားထိုးခြင်းကမ္ဘောဒီးယားလုံသားတွေနေရာမှာအစားထိုးနိုင်ဖို့အတွက်မြန်မာ VNN နဲ့လာအိုနိုင်ငံတွေကလုံသားတွေကိုအဓိကထားပြီးတော့ တို့ရဲ့အလုပ်လုပ်ခွင့်တက်တန်းတွေကိုအမြန်ဆုံးတိုးမြင့်ပေးသွားဖို့စီစဉ်နေပါတယ်။လုပ်သားအဓိကလိုအပ်နေတာစိုက်ပျိုးရေးနဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေမှာဖြစ်ပါတယ်။ဒီနေရာမှာအလုပ်သမားဝန်ကြီးကလုပ်သားတွေအပေါ်သုံးနိုင်ငံကလုပ်သားတွေနဲ့အမြန်အစားထိုးခန့်မယ်လို့ပြောလိုက်တာကြောင့်မြန်မာလာအိုဗီယက်နမ်ဒီနိုင်ငံကလုပ်သားတွေအနေနဲ့အလုပ်အကိုင်ခွင့်လန်းအရင်ထက်ပိုရလာတော့မယ်လို့နားလည်ရမှာဖြစ်ပါတယ်။ဒါပေမဲ့အထောက်အထားမရှိသေးသူတွေအတွက်ကတော့အစိုးရအတီးပြုတ်ပေးမဲ့ဗတ်လုပ်ငန်းစဉ်ကိုစောင့်ရအောင်ပါ။ကမ္ဘောဒီးယားလုပ်သားများကိုပြန်သုံးသပ်ခြင်း ကမ္ဘောဒီးယားလုံသားတွေကိုတတ်တန်းဆက်မတိုးပေးဘူးဆိုရင်မိခင်နိုင်ငံပြန်ပို့မှလားဆိုတဲ့အခြေအနေကိုလည်းဘလို့ကင်တွေ့ရမလဲဆိုတာကိုလုံခြုံရေးဆိုင်ရာအဖွဲ့အစည်းတွေနဲ့အတူဝင်ကြီးများကောင်စီမှအရင်ဆုံးဆွေးနွေးညှိနှိုင်းပြီးမှဆုံးဖြတ်သွားမှာဖြစ်ပါတယ်။မကြသေးခင်ကပြည်ခတ်ရက်စဲထားတဲ့ငြိမ်းချမ်းရေးစာချုပ်ကိုလည်းထိုင်းဘက်ကဆိုင်းငံ့လိုက်ပါတယ်။ဒီဆုံးဖြတ်ချက်နဲ့အတူထိုင်းမှာရှိနေသေးတဲ့ကမ္ဘောဒီးယားလုံသားတွေရဲ့တတ်တန်းတိုးပေးကိစ္စကိုတတ်တတ်ခွဲပြီးတော့ဆုံးဖြတ်ဖို့အခြေအနေစိုက်လာတာပါ။လက်ရှိတတ်တန်းကုန်ကမ္ဘောဒီးယားလုံသားတွေကိုထိုင်းဆိုရ6လတတ်တန်းတိုးနေထိုင်ခွင့်ပြုထားပေးတာဖြစ်ပါတယ်။တရားဝင် င်ဆုံးဖြတ်ချက်ဝန်ကြီးများကောင်စီကလုံခြုံရေးရှုထောင့်တဲ့အလုံသမားလိုအပ်ချက်နှစ်ခုကြားဟန်ချက်ညီတဲ့တရားဝင်မူဝါဒကိုအပြည့်အစုံချမှတ်ဖို့ကြံပါသေးတယ်ဒီကနေ့နိုဝင်ဘာ17ရက်အထိတော့အလုံသမားဝန်ကြီးကတိကျတဲ့အဖြေမပေးနိုင်သေးပါဘူးမြန်မာလုံသားတွေပေါ်တိုက်ရောက်မှုတက်တန်းကုန်ကမ္ဘောဒီးယားလုံသားတွေရဲ့အရေအတွက်က9000လောက်ရှိနေတာဖြစ်ပါတယ်မြန်မာအပါအဝင်၃နိုင်ငံအလုံသမားတွေအတွက်အလုံအကန်ရရှိမှုပိုများလာနိုင်တယ်လို့နားလည်ရမှာပါ တတန်းတုံးမြင့်မှုအရှိန်မြင့်ခြင်းလက်ရှိထိုင်းမှာရှိနေတဲ့မြန်မာလုပ်သားတွေကသူတို့ရဲ့အလုပ်လုပ်ခွင့်တတန်းတုံးမဲ့လုပ်ငန်းစဉ်တွေပို့ပြီးတော့လွယ်ကူမြန်ဆန်လာဖို့မျှော်လင့်နိုင်ပါတယ်။ဒါကတော့မူလကလေးကတစ်နှစ်တတန်းတေချာပေါက်တိုးပေးမယ်လို့ပြောထားတာဖြစ်လို့ အပြောင်းလဲမရှိပါဘူး။အခြားကဏ္ဍများသို့ပူပြောင်းနိုင်ခြင်းစိုက်ပျိုးရေးပြင်အခြားကဏ္ဍတွေမှာပါအလုံသမားရှားပါမှုကိုဖြည့်ရှင်းဖို့လိုအပ်လာရင်မြန်မာလုံသားတွေအတွက်အခြားလုပ်ငန်းနယ်ပယ်တွေမှာပါအလုံဝင်နိုင်တဲ့အခွင့်အလမ်းတွေတိုးလာနိုင်ပါတယ်။ဘာတွေသတိထားပြင်ဆင်ရမလဲ။ကျွမ်းကျင်မှုမြင့်တင်ခြင်းတကယ်လို့စိုက်ပျိုးရေးလိုကဏ္ဍမျိုးမှာဝင်ရောက်လုပ်ကိုင်မယ်ဆိုရင်လုပ်ငန်းခွင်ဆိုင်ရာကျွမ်းကျင်မှုအသစ်တွေကိုလေ့လာပြင်ဆင်ထားသင့်ပါတယ်။နိုင်ငံရေးတင်းမာမှုများစောင့်ကြည့်ခြင်း ထိုင်းကမ္ဘောဒီးယားနေဆက်ပြဿနာဟာစီးရီးလုံခြုံရေးနဲ့ဆက်စပ်နေတဲ့အတွက်နေဆက်ဒေသတွေမှာအလုံးလောက်ကင်သူတွေအနေနဲ့လုံခြုံရေးအခြေအနေကိုအမြဲတတိထားစောင့်ကြည့်နေဖို့လိုအပ်ပါတယ်။